ရှိကောစတိုရီချန်နယ်ကိုအားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မုတ်ဆိုးဖိုးတရဲ့အမောင်းနဲ့စံအိမ်ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ညနေ၄နာရီခန့်မှအချိန်ရှိသေးတော့လေ။လေပြင်းများတဝဝတိုက်ခဲ၍ကောင်းကင်မှာတိမ်မဲကြီးများဖုံးအုပ်ကမိုးချွင်းတန်မိုးချိုးပြတ်တန်လေပြင်းကြောင့်တစ်ကိုင်းများကျိုးပြတ်တန်ဖြစ်စုညံရဲရှိပါတယ်။တစ်ပင်ငယ်မှာအကိုင်းများက လေးပြင်းကြကျိုးပြက်ကုန်ပြီးအပင်ငယ်များမှအမြစ်ကကျွတ်ထွက်ကုန်တော့တဲ့အလားရိန်ထူလျက်ရှိနေကြကုန်ပါတယ်။မုံတိုင်းနဲ့အတူမိုးသည်မကြမီအချိန်အတွင်းစတင်ရွာသွန်းတော့မီမန်ရာသီဥတုအခြေအနေအားကြည့်၍ဖိုးတေရိတ်စားမိလိုက်တယ်။တပတ်စာလိုအပ်တဲ့ရိတ်ခါများတည်ဆောင်၍တောပြစ်ထွက်လာတဲ့သုံးရက်မြောက်နေ့မှာအခုလိုရာသီဥတုဆိုးရမှုနဲ့ကြုံရချင်းဖြစ်ပါတယ်။ရာသီဥတုကလည်းຫນွေအကုံမိုးအခုကာလမို့ယခုလိုရာသီဥတုမျိုးကြုံရခြင်းကဖိုးတေအတွက်မဆန်းတော့ဘူး။ ယခုနှစ်အတွက်မိုးကိုရနေရာတစ်ခုရှာရရမယ့်အတွင်းနဲ့မတော်တဆကျိုးပဲ့ပါကအန်ဒီရဲ့ရှိနိုင်တဲ့တပင်ကြီးများအောက်မှာရှောင်းရှားသွားလာရင် နားခုမဲ့နေရာတနေရာကို ဖိုးတေရှာဖွေနေမိစဉ်မီးအလျာတစ်ခုမြင်လိုက်ရသောကြောင့်အားတက်သွားမိတယ်။မီးရောင်ရှိလင်လူကျင်းတည်ရှိရမယ့်အတွင်းနဲ့အဲဒီနေရာကိုခတ်တတ်တတ်ကလေးပြေးသွားလိုက်မိတော့တယ်။မီးရောင်ရှိရာနေရာရှိရောက်တဲ့အခါဖိုးတေအနေငယ်များအံ့ဩမြင့်တက်သွားမိတယ်။အကြောင်းကတော့ မီးရောင်မှာနတ်ဆောင်ပြိုင်အိမ်ကြီးအပေါ်ထက်ဗရင်ပေါက်ကနေတဆင့်အပြင်ကိုရှန်ကျနေတဲ့မီးရောင်ဖြစ်နေပါတယ်။ခြံဝင်းမရှိညက်ရိုင်တောအလယ်မှာအိမ်ကြီးရှိနာမှာရက်ရက်ဝင်သင့်မဝင်သင့်ချိန်ဆနေစဉ်မိုးစက်များကျဆင်းလာပါတယ်။မြားတံများကဲ့သို့အချိန်ဖြင့်ထိုးစစ်လာတဲ့မိုးရေများမှအသာအထိသောအခါဆက်ဖြင်းဖြင်းနာကျင်သောဝေဒနာကြောင့်ဖိုးတေလည်းဘာကုန်းမှမစင်းစားတော့ပဲအိမ်ကြီးစီကိုခက်သက်သက်ကလေးပြေးသွားလိုက်တော့တယ်။အိမ်စင်ဝင်အောင်ရောက်တဲ့အခါ အင်ဂျီတကားနှစ်ချက်မှာတင်းတင်းစိပိတ်ထားလျက်ရှိခြင်းကြောင့်တကားအားခောက်တဲ့မခောက်တဲ့တွေးနေမိသေးတယ်။အဲ့ဒီနောက်တကားခောက်ရန်ဆုံးဖြတ်လိုက်ရင်အိမ်ထဲမှာလူရှိလားလူရှိလားပြုတ်တကားခောက်တဲ့မိုးတဲ့လီထဲမှာအတန်မထွက်တာကြောင့်လက်သီးစုပ်ဖြင့်တစ်သားတကားကိုထုရင်တဆက်တည်းအင်ရှင်ကိုပါအတန်ပြုတ်အော်ခေါ်နေတော့လေအတွင်းမှာတုတ်ပြန်မှုမရှိတိတ်ဆိတ်လျက်ရှိတယ်။ လူပင်အထက်တွင်ရှိလားမရှိလားဟူ၍ဖိုးတီတွေးမိတော့လေမိအောင်ရှိတော့ကြောင့်လူရှိနိုင်တယ်လို့ဖိုးတီတဖန်ပြန်တွေးမိပြန်တယ်။ထို့ကြောင့်တကားအားအဆက်မပြတ်ထုနေရမှာရက်၍အခြေအနေအားခဏမြစောင့်ကြည့်နေစဉ်ပိတ်ထားတဲ့တကားကြီးနှစ်ချက်မှာစီမထက်တီမှာကြာ၍တကြီးကြီးတအီးအီးတန်ရှိမီဆွဲ၍ပွင့်လာသလိုပွင့်သွားသောတကားမှတစ်စင်အပြင်သို့မိအောင်များလည်းထိုးထွက်လာတယ်။ဘာအကူအညီများပေးရမလဲ။ဟင် လူတကူစားဝင်းယုံတကားပွင့်သွားပြီးတဆက်တည်းချိုမြသောအသံဖြင့်ဖူးတင်အားမေးလာသူမှာကရှေဟောင်လက်ဆွဲမိရင်တလုံးကိုကင်ထားတဲ့လာပါချုံမော၍အသက်20ဝန်းကျင်များခန့်မှန်းရတဲ့မိမပြိုကလေးတစ်ယောက်ဖြစ်နေတယ်။ဖိုးတင်နဲ့မိမပြူမှာနှီးကက်လွန်းသောအနေအထားကြောင့်မိမပြူလေးထံမှဂျိုအီမွေးပြတ်တဲ့ကုသင်းရက်နဲ့အာရှူရှိုက်ရမိတယ်။မင်းနေတာမဖြစ်ဘူး။ဘာအကူညီပေးရမလဲရှင်။ဟိုကျုပ်ကတောမိုဆူတယောက်ပါ။အဲ အခုကမုံတိုင်းမိနေလို့ဒီမှာတညလောက်တဲခုခွင်တောင်းချင်လို့ပါငေးကြောင်နေတဲ့ဖိုးတေကိုဒုတိယအကြိမ်ရေတန်လေးဆွဲ၍မေးမြန်းလိုက်တဲ့အခါမှာဖိုးတေလည်းရှက်ကိုရှက်ကန်အမြန်ပြန်ဖြေလိုက်ရတယ်။အော်ရပါတယ်ဒုက္ခရောက်နေတဲ့သူပဲလာပါအိမ်ထဲဝင်ပါကြီးစုတင်ပါတယ်ဖိုးတေဝင်ရင်ကိုကိုရွရွမိမပြူလေးမှအိမ်ထဲဝင်ရောက်တဲခုနိုင်ကြောင်ပြောလာတော့ကြောင်ဖိုးတေလည်းကြီးစုတင်စကားဆိုလျက်အင်ဂျင်လှမ်းဝင်လိုက်တယ်ဖိုးတေအိမ်ထဲရောက်ပြီးတည်နေတဲ့ဆက်ထဲမိမပြူက ထူထဲခိုင်ခက်တဲ့တကားကြီးနှစ်ချက်အားပြန်ဆွဲပိတ်လိုက်တော့တယ်။အပြင်ဘက်တွင်ရာတီဥသူမှမုံတိုင်းတိုက်ခိုက်နေသလိုမိုးများလည်းရွာသွန်းလျက်ရှိတယ်။အိမ်အတန်းတွင်ကနေထွေးစာပြန်ရှိနေသောကြောင့်အဆင်ပြေပြေရှိလာတယ်။လာအကိုအကိုနေဖို့အခန်းလိုက်ပြပြီးမယ်။ဒါနဲ့ဒီအိမ်ကြီးမှာညီမတယောက်တည်းနေတာလား။ဖုတေလည်းယခုအချိန်ထိတခြားသူများကိုမတွေ့ရသောကြောင့်တိကျင်စိတ်ကိုမမျိုးသိမ့်နိုင်စွာမေးမြန်းလိုက်ရာသူစကားကြမိမ့်မပြူမှာ ဆက်ခနဲနောက်သို့လှည့်လာရာဘူတီမှာမိမပြူလေးရဲ့တင်းမှာခတ်တန်တဲ့မျက်နှာအမူအရာကြောင့်စိတ်တွင်အနှဲငယ်ထစ်ခနဲဖြစ်သွားမိတယ်။သူ့အမေကိုမိမပြူလေးစိုက်နှက်တတ်ဟန်မတူပေ။ဒီအိမ်မှာတဲခုမဲဆိုရင်ဒီအိမ်ရဲ့စည်းကမ်းကိုလိုက်နာရမယ်။တကယ်လို့မလိုက်နာရင်တဲခုကမပေးနိုင်ဘူး။ဘလို့လဲရှင်လိုက်နာနိုင်မလား။ဗျာဟုတ်ကဲ့လိုက်နာရမှာပေါ့ပြောပါဘလို့စည်းကမ်းမျိုးလဲ။ကောင်းပြီသေချာနားထောင်။ဒီအိမ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုအစောနာကလို့ဆက်စုမေးမြန်းတာမလုပ်ရဘူး။ နောက်တစ်ခုကကိုနဲ့မဆိုင်ရဲ့ဘယ်အရာကိုမှဝယ်မပါရအောင်ဘလို့အကြောင်းမဲ့ဖြစ်နေပါစေနော်ကဲဘလို့လဲကောင်းပါပြီကြုံမဆက်စုတက်ပါဘူးအခုလည်းဘာအတွင်းမျိုးနဲ့မှမေးတာမဟုတ်ပါဘူးစိတ်မရှိပါနဲ့ညီမကြုံလိုက်တာပါမယ်လို့ဂတိပေးပါတယ်ဖိုးတီတယောက်ထူဆန်း၍ဘဟေနိဇန်လာတော့နေရာသူရောက်နေမှစတင်ခန်းစားလိုက်မိတယ်သူ့အမေမှာလူတိုင်းသုံးနေတဲ့ဇာတ်ကားမျိုးပဲ တို့ရရင်မဲမပြိုလေးမှမထင်မှတ်စွာစိတ်ဆိုးဒေါသဖြစ်နေတယ်အဘဲကြဟူသောအကြောင်းကိုဖိုးတင်မတွေးတတ်ပေမာသည်ဖြစ်စေမန်သည်ဖြစ်စေယခုလိုရာသည်ဥတုဆိုးရွားခြင်းမျိုးမှာတခြားတဲခိုရနေရာမှာရှာနိုင်တော့ကြောင့်အိမ်ရှင်အလိုကြစီကံလိုက်နိုင်ရမှာအပတခြားနီလမ်းမရှိတာကြောင့်လက်ခံလိုက်ရတော့တယ်ဒါရှင်နေရမယ့်အခန်းပဲမိမပြူကဖိုးတီနေထိုင်ရန်အောက်ထပ်မှအခန်းတစ်ခုမှနေရာချပြီးရင်ဂဒင်ပေးဇပွဲမှမိအိတ်တစ်ခုကိုယူကမိထွန်းညင်ရင်ဇပွဲပေါ်တင်ထားလိုက်တယ် တက်ရှင်တက်ရတဲ့အခန်းတစ်ခုဖြစ်ပြီးဂရင်ပေါ်မှာခေါင်းအုံပေါ်မှာစောင်းတထဲကိုတက်ရစွာခောက်တင်ထားတယ်။ကျေးဇူးတင်ပါတယ်ညီမ။ဒီမှာရှင့်ကိုထားမယ်နော်။အိတ်ဆရာရှိတာအိတ်။ဟိုဒီလျှောက်သွားမနေနဲ့။ကျေးဇူးတင်ပါတယ်ညီမ။ဒီမှာရှင့်ကိုမထားမယ်နော်။အိတ်ဆရာရှိတာအိတ်။ဟိုဒီလျှောက်သွားမနေနဲ့။နောက်တစ်ခုကဘာတမဲကြကြထမကြည့်နဲ့။ရှင်နဲ့မဆိုင်ဘူးလို့သဘောထား။စိတ်ချပါ။ကြုံမဆက်စုတက်ပါဘူး။တကယ်လို့ဆက်စုလို့ရှင်တစ်ခုခု ဖြစ်သွားရင်လဲကျမတာဝန်မဖြစ်တော့ဘူးပေါ့။ ။ယာကျမသွားတော့မယ်။မိမ့်မပြိုလေးမှာထူးဆန်းသောစကားများကိုဆိုရင်ဖိုးတီကိုခြံထားခဲ့၍မိအိမ်ကိုဆွဲလျက်အခန်းအပြင်ထွက်သွားပြီး အခန်းတကားကိုဆွဲပိတ်သွားတယ်။ဖိုးတီမှာလွယ်လာတဲ့ကြောဖိုးအိတ်တစ်နက်ကိုဂရင်ဘေးမှာချပြီးဂရင်ပေါ်ခါဆက်လဲလျောင်းလိုက်တယ်။အေးရွာပြုံးပြီးမထင်မဲအမဲပြရန်မှာရထားတဲ့အသားချောင်းများကိုမုတ်ဆိုးများနားခွေရာတဲမှာထားခဲ့တဲ့အတွက်အဆင်ပြေသွားခဲ့တယ်။ အခြေအနေမှာပုံမှန်မဟုတ်သောအခြေအနေတစ်ခုကိုရောက်နေမှဖိုးတရိပ်စားမိတယ်။လူသူမနေတဲ့တောနဲ့ကြီးမှာတခြားလူများလည်းမတွေ့ရပဲမိမပြူတယောက်တည်းတွေ့ရဒီမှာအနှဲငယ်ထူးဆန်းနေတယ်။သူအပြင်အဲ့ဒီမင်းကလေးဝက်စားဆင်ရင်ပုံမှာလဲရှေးခေအမျိုးသမီးများဝက်စားဆင်ရင်ပုံမျိုးဖြစ်တယ်။အဲ့ဒီမိမပြူအနေနဲ့လူတိမခံလို့တဲ့အကြောင်းအရာတစ်ခုခုလေဝက်ထားပုံဟုဖိုးတီထင်မိတယ်။ဒါပေမဲ့ရွေးချယ်စရာမရှိတာကြောင့်ဂျုံလာသမ ्या ပြဿနာကိုရင်ဆိုင်ရန်ဆုံးဖြတ်ထားလိုက်တော့တယ်။ ညမှာတဖြည်းဖြည်းနက်လာတဲ့ကဲ့သို့ဇပွဲပေါ်မှာထွန်းထားတဲ့မီးအိမ်စီမီးနဲလာပြီးဖြစ်၍မီးအားလည်းရောလာပြီးဖြစ်သောကြောင့်အခန်းအတွင် မုံမြများအလင်းအနှဲငယ်သာရှိတော်တယ်။မကြမီမီးငိမ့်သွားတော်တယ်။ဖိုးတေကမအိမ်ရန်ဆုံးဖြတ်ထားတော်ကြောင့်လက်ဆွဲတော်တနက်အားတိုက်ချွတ်၍ပြစ်ခတ်၍အစင်သည့်ဖြစ်စဉ်ရန်ပြုတ်လုထားတယ်။မီးငိမ့်သွားတဲ့အချိန်လက်နှိတ်တက်မီကိုထုတ်၍ခုံပေါ်တွင်ဖွင့်ရသားချထားလိုက်တယ်။ဖြတ်တန်းလာခဲ့တဲ့အသွေးကြုံများအရာအန်ရဲ့အငွေ့အသက်ကိုရနေတယ်။ ်သို့တော့မိသည့်အန်ဒီရဲ့ဟူ၍များမမှန်းဆနိုင်ပေဟင်ညီးတန်တစ်ခုကိုကြားလိုက်ရသောကြောင့်ဖိုးတီမှစိတ်ဝင်တစားနားဆွင့်ကြည့်ရာအဲ့ဒီညီးတန်မှဇက်ထိုက်ပေါ်ထွက်လာတယ်ထိုညီးညူတန်မှမိသူညီးညူနေတယ်လေယခုအိမ်တွင်မိမပြိုလေးအပြင်တခြားသူများရှိနေခြင်းလားဖိုးတီမှအတန်ကြားနေရသူတွားကြည့်ခြင်းစိပေါ်ပေါက်နေတယ်မိမပြိုလေးအားပေးထားသောဂတိကိုချိုးဖောက်၍အင်ကြီးရဲ့လျှို့ဝှက်ချာအတိလိုလာတယ် သူရတွင်ဂတိအားတံမိုးထားသူပြီးပြီးအခန်းပြင်မှထွက်ရန်ဆုံးဖြတ်လိုက်တယ်။တူဖွာစာခြေဖွာနေ၍ရှောက်လာတဲ့ခြေတံတစ်ခုကိုအခန်းအပြင်ဘက်မုတ်ဆိုးနားဖြင့်ကြားလိုက်ရတယ်။ဘသူလဲ။ဘာအတွက်အခန်းရှိကိုခိုးကြောင်ခိုးဝဲနဲ့ရောက်လာတယ်လဲဆိုတာဖိုးတီတွေးချိန်မှအားပြီးလက်နေတက်မီကိုမီးမေး၍ကင်ကာတော်လိုက်တမန်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကန်၍တကားဝအခန်းတောက်တွင်ပြေးကပ်လိုက်တယ်။ တကားအားစိတ်ဖွင့်တဲ့တူတူနဲ့အတူစူးရှာတဲ့အပုံနဲ့ကြီးကိုပါမခံမရက်နိုင်စွာအနီးကပ်ဖိုးတေရလိုက်တာကြောင့်အလင်းအမြန်နှာခေါင်းပိတ်လိုက်ရတယ်။မကြာမီအခန်းတကားပွင့်သွားပြီးလူတယောက်အခန်းတွင်ဝင်လာသည်ကိုဝိုဒိုဝါတာပြင်မြင်တွေ့ရသောကြောင့်ဖိုးတေမှနေရာတွင်ပင်မလုံမရှက်ကြောက်ရွံ့အလားရက်နေမိတော့တယ်။အခန်းအတွင်ဝင်လာသူမှာဖိုးတေအိတ်သောကတင်းအနီးကိုတိုးကပ်သွားသလိုတခန်းလုံးမှာလည်း အပုပ်နဲ့များမခံမရက်နိုင်အောင်ထုံမွန်းနေသောကြောင့်ပြိုအံမိမတက်ဖိုးတီတယောက်ခံစားနေရတယ်။အခန်းအတွင်ဝင်လာသူမှာဖိုးတီအိယာကိုဆန်းတက်နေစင်မှာပင်ဖိုးတီလည်းလက်နဲ့တမိကိုခလုတ်ဖွင့်၍ထိုးသူရှိရသူထိုးကြည့်လိုက်ရာမိရန်အောက်တွင်မြင်လိုက်ရသောမြင်ကွင်းကြောင့်အန်အော်ကစက်တီတည်သွားမိတော့တယ်။ဖိုးတီလည်းနဲ့တမိအောက်တွင်မြင်တွေ့လိုက်ရတဲ့အဲ့ဒီလူအတွင်ကမျက်နာတစ်ပြင်တစ်ခုလုံးအသားများပဲ့ကျွေနေလျက်မျက်နာပြင်မှာလောက်ကောင်များတရွတ်ရွတ်သွားနေကြတယ်။တချို့မှာအောက်ကိုတပုတ်ဖို့ပြုတ်ကျနေကြတယ်။ မျက်လုံးများမှလည်းမျက်ရည်ခွန်များပုတ်ပွားကာပဲ့ကျသွားပြီးဖြစ်၍ပြူးကျယ်နေကအပြင်ထက်၍ပြုတ်ကျတော့မည်အလားနှာခေါင်းတီကလုံးဝမရှိတော့ပဲငုံတီကြီးဖြစ်နေကနှုတ်ခမ်းနှလွားမရှိတော့သောကြောင့်သွားများကိုစိတ်ပိတ်နိုင်ခြင်းမရှိပဲသွားကျဲကြီးများအတိုင်းသားပေါ်လျက်ကြောင်မက်ဖော်ရအစင်းရှိနေတယ်အပေါ်ပိုင်းမှာပလာကျင်းနေတဲ့တကူလုံးလောက်ကောင်များတရွရွပြတ်သွားလာနေကြသည်ကိုအသေးအစွဲမြင်တွေ့နေရပါတယ် ခါအောက်ပိုင်းမှာမူဂျေအတတရှိနေတဲ့ညစ်တီတီနိုင်ငံပိုင်းတစ်ခုကိုဝစ်စင်ထားလျက်ရှိတယ်ဖို့တီလနဲ့တမီဖြင့်အဲ့ဒီမကောင်းဆိုးဝါးဟူယူဆရတဲ့အကောင်အားထိုး၍ကြောင်မတ်ဖွေရာယွန်းရှာဖွေရာပုံစံစည်းကြောင့်ခဏမြမြင်သက်သွားမိချင်းထိုမကောင်းဆိုးဝါးမှာလက်နဲ့တမီရောင်ကိုမကြည့်ရဲသည့်အလားမျက်နာကိုလက်နှစ်ဖက်မြောက်ကွယ်လိုက်ရင်အခန်းအတွင်မှလှည့်မြစာထွက်ပြေးသွားတော့တယ်။အဲ့ဒီအချိန်ကျမှဖို့တီလည်းအံ့ဩမင်းသက်နေရာမှာတတိပြန်ဝင်လာတော့တယ်။သူမြင်လိုက်ရတဲ့မြင်ကွင်းကိုမယုံပင်မယုံကြည်နိုင်ပင် သို့ပေမဲ့ယခုအချိန်ထိကြံ့ရင့်နေခဲ့တဲ့အပုပ်နဲ့များကျမ်းမြင်ပေါ်တွင်တရွရွသွားလာတဲ့လောက်ကောင်များကသူမြင်လိုက်ရတဲ့မြင်ကွင်းမမကြောင်တတ်သိခံနေကြတယ်။ဖိုးတီမှာထိုမကောင်းစွာနောက်တစ်ချိန်ပြန်မလာမီအ мян ထွက်ခွာရန်ဆုံးဖြတ်လိုက်ရင်ကြောဘိုအိတ်ကိုကောက်လွယ်လိုက်ရင်တနတ်ကိုပါအစင်တင့်ကရင်အခန်းအတွက်မှထွက်ခွာလိုက်တယ်။ဖိုးတွေစိတ်တွေမူလအစကအင်ဂျီအတွက်မှထွက်ခွာ၍ခြေဦးတက်ရသွားမီစိတ်ကူးမိတော်လဲအပြင်ဘက်တွင် မုံတိုင်းနဲ့မိုးသည့်အဆက်မပြတ်ကဘာပြက်သည့်အလားရှိနေတယ်။ နာစေကူတခုကသူဒီယခုအိမ်ကြီးနောက်ကျောင်းရာဇဝင်ကိုတိလိုလာပြန်၏ထူးဆန်းကမဟိနိဆန်တဲ့မိန်းကလေးကျောင်းမတ်ဖွဲရွှေချဖွဲရကောင်းတဲ့မကောင်းဆိုးဝါးကြီးဖြင့်ရှိနေတဲ့ယခုအိမ်ကြီးရဲ့နောက်ကျောင်းကိုတီချင်စိတ်များကဆွဲဆောင်ရရှိသောကြောင့်ယခုအိမ်ကြီးအကြောင်းလေ့လာရန်ဆုံးဖြတ်ချက်ချလိုက်တော်တယ်။လလိုက်တမီကိုထွန်းလိုက်ရင်အိမ်အောက်ထပ်အခန်းကိုလိုက်ကြည့်မိရာမိသူမှမရှိပေအောက်ထပ်မှာလည်းအိတ်သောအခန်းတစ်ခန်းအခြားအခန်းအလွတ်တစ်ခုနဲ့မိဖို့ခန်းအဖြစ်အသုံးပြုဟန်တူတဲ့အခန်းတစ်ခုကိုတွေ့ရတယ်။ ။သို့ပေမဲ့အိုးခွက်ပကွမ်းများမှာဖုံအထက်ထက်ကန့်ညိနေလျက်အသုံးမပြုသည်မှာကြာပြီးဖြစ်ဟန်တူတယ်။လူသူအရေးအယံကိုမူခွေးတကံကြောင်သမီးမတွေ့ရပေ။အောက်ထက်တွင်ထူးခြားမှုမတွေ့ရသောအခါအပေါ်ထက်သူတန်ရန်ဆုံးဖြတ်လိုက်ပြီးလေကတဲ့များအားတတ်နိုင်သမျှအတန်မမီစေရန်ခြေဖွားနေ၍တက်လာခဲ့တော့တယ်။အပေါ်ထက်ကျမ်းပြင်ပေါ်ခြေချမိသည်နှင့်စင်းကြံလန်းတွင်အလင်းရောင်မိမ့်မိမ့်များစတင်တွေ့လာရတော့တယ်အလင်းရောင်မှာ အပေါ်ထက်အခန်းများရှိဇင်းကြံလျှောက်လန်းအလဲထုတ်တန်းမှာချိတ်ဆွဲထားတဲ့လက်ဆွဲမိအိမ်တစ်လုံးမှာထွက်လာတဲ့အလင်းရောင်ဖြစ်တယ်။ဖူတီမှာလက်နဲ့ဓမီကိုပိတ်လိုက်ပြီးအဲဒီအလင်းရောင်ဖြစ်ဘေးပတ်လည်အခန်းများကိုတတိထားကြည့်ရင်တရွေ့ရွေ့လျှောက်လာခဲ့တော့တယ်။ဘေးပတ်လည်အခန်းများမှာဘာမှမရှိတဲ့အခန်းလွတ်များဖြစ်ပြီးမဲမောင်နေသောကြောင့်လက်နဲ့ဓမီဖြစ်ထိုးကြည့်ရခြင်းပင် ရှေ့ဆက်လျှောက်လာရာဘယ်ညာအခန်းများထိမှဇင်းကြံလန်းအဆုံးမှ အခန်းတစ်ခုရှိတွင်ရက်၍အခန်းတကားဝမှတဆင့်ပိတ်ထားတဲ့တကားကိုလှည့်၍ချောင်းကြည့်မိရာမိယာမေမေထုံးညိထားတဲ့အခန်းတစ်ခုဖြစ်နေသောကြောင့်ထိုအခန်းသို့ဝင်ရဆုံးဖြတ်လိုက်တော်တယ်။မိအိမ်တစ်ခုအမိုးထုတ်ခန်းတွင်ချိတ်ဆွဲ၍အခန်းအလိုအပ်သောအလင်းကျနေရာမြင်ကွင်းကိုတဲကွဲစွာမြင်တွေ့နေရတယ်။ဘိုးတေကအဲ့ဒီအခန်းထဲမှာအရာများကိုမြင်တွေ့လိုက်ရခြင်းခဏဗဇက်အဟောင်းသားဖြင့်အံ့ဩလွန်၍စက်တီတီသွားရတော်တယ်။တွေ့မြင်ရတဲ့မြင်ကွင်းမှာမျက်စိပတ်သားရမြင်ကွင်းမျိုးမဟုတ်ပဲ အမင်္ဂလာမြင်ကွင်းမျိုးဖြစ်နေတာကြောင့်ပင်အခန်းအလယ်မှာဂဒင်ကိုလုံးစီချထားပြီးဂဒင်များပေါ်တွင်လူသေးကောင်အလောင်းများရှိနေတယ်။လူသေးအလောင်းများမှာယောက်ျားအလောင်း၄လောင်းမိန်းမအလောင်း၄လောင်းဖြစ်ပြီးကိုးခုမြောက်ဂဒင်ပေါ်တွင်မူလူသေးအလောင်းရှိမနေပေ။လူသေးကောင်များမှာတည်ဆုံးနေသည်မှာမိမြကြပြီးမမမန်းစနိုင်တော့လေ။အပုတ်နဲ့မရှိပဲ စိမ့်ရွှေရွှေအနက်မျိုးတစ်မျိုးရလျက်ရှိတယ်။အနက်မထမပုတ်သိုးစေရင်စီးစီမံထားခြင်းမျိုးလားဟု၍ဖိုးတေသူထင်ရသွေးမိတယ်။နောက်တစ်ချက်ပိုရထူးဆန်းတဲ့အဆက်ကထိုလ်လူတွေအလောင်းများတွင်ယောက်ျားအလောင်းလေးလောင်းအားအချင်းမြင်ကဲ့သို့ကျိုးဖြူများဖြင့်တကူလုံးရစ်ပတ်ထား၍ကျိုးစာများကိုတယောက်ချင်းစီဆက်သွယ်ထားတယ်။မိမအလောင်းလေးလောင်းမှလည်းထိုအတိုင်းပင်ဖြစ်တယ်။သို့ပေမဲ့ယောက်ျားအလောင်းနဲ့မိမအလောင်းကိုကျိုးဆက်သွယ်ထားခြင်းမရှိပါဘူး။ အလောင်းကောင်များကငယ်ရွယ်တဲ့20ဝန်းကျင်များဖြစ်ကြပြီးမိသည့်အတွက်တနေရာတွေတွင် တစုတစီတဲ့တည်နေသည်ကိုဖို့တီမစင်စားတတ်ပေအဘဲကြောင့်ကြောင့်အလောင်းကောင်မတကြိုပဲထားထားသည်ကိုလည်းမိခွန်ထုတ်เสียပင်ဖြစ်တယ်ဖို့တီအလောင်းများကိုတအံ့တော်လိုက်ကြည့်နေစဉ်ဖိုးတီနာကျော်ပေးထရအခန်းတောင်အမောင်အတွင်းမှလူတယောက်တိတ်တဆိတ်ဖိုးတီအနီကိုတိုးကပ်လာတယ်။ဖိုးတူလည်းစိတ်အတွင်းမတင်ကားသလိုနာကျော်မလုံးသလိုခံစားရ၍အနောက်ကိုလှည့်အကြည့်။ဟာ။အာ သူ့နှထင်ဆောင်စီရေခင်ထဲတိုးဝင်လာတဲ့အရာတစ်ခုကိုမြင်လိုက်ရပြီးနှထင်ဆောင်ပူကနေဖြစ်ကနာကျင်စွာအော်ဟစ်လိုက်ရင် ဒူးညွတ်ခွေကြရဲ့မိုက်ခနဲစမ်းပြန်ပေါ်မလဲကြမီသူနောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းမှာသူအားအိမ်တွင်တဲခုံရန်ခွင့်ပြုတဲ့မိမပြူအားဒေါက်တာချောင်းကန်ရွေးရက်နေသည်ကိုတွေ့လိုက်ရပြီးလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားရတော့တယ်။ဦးကောင်မြတ်တစစ်စစ်ကြိုက်ခဲလျက်ဖိုးတီတတိယလာတဲ့အချိန်မှာသူအယိုက်ခံထားရကြောင်တတိယပြီးကုံယုံထဟန်ပြင်လိုက်ရာသူခြေလက်များကိုကျူးတချောင်းစီဖြင့်ဂဒင်းတိုင်များတွင်ခြိနှောင်ထားကြောင်သိလိုက်ရတော့ကြောင့်ဖိုးတီထိတ်လန့်သွားရတော့တယ်။ သူ့ဘေးပတ်လည်အားကြည့်လိုက်ရာအလောင်းရှင်လောင်းကိုတွေ့ရပြီးလွတ်နေတဲ့ကရင်ပေါ်တွင်ဖိုးတီအားခြေနှောင်ထားခြင်းဖြစ်တယ်။ထိုစဉ်စကားတန်တစ်ခုကြားလိုက်ရပြီးသူ့ထံလျှောက်လျသောမိမပြူအားတွေ့လိုက်ရတော့တယ်။ရုံးကံမနေပါနဲ့ရှင်မလွတ်နိုင်တော့ပါဘူး။ဟင်မင်းမင်းငါ့ကိုဘာလို့ဖမ်းထားတာလဲကွလွတ်အခုလွတ်ပြီ။ဖမ်းထားတယ်ဆိုတာအကြောင်းအရင်းရှိလို့ပေါ့မုံဆိုးကြီးရဲ့တိတ်တိတ်ချင်နေလားမုံဆိုးကြီးရဲ့နောက်ဆုံးအချိန်မှတိသွားတဲ့နာပေါ့အကြောင်းဆုံးပြောပြမယ်။ ဒီကအလောင်းရှစ်လောင်းတွေ့လားသူတို့ကလည်းဒီအကြောင်းနဲ့မသိခင်ပြောပြဖူးတယ်ဟင်မင်းမင်းဖိုးတေကမိမပြိုလေးရဲ့ထူးဆန်း၍အတိယခက်ခဲသောစကားများကြောင့်အံ့ဩစိတ်များနဲ့အတူကြောက်လန့်စိတ်လည်းဝင်သွားမိတယ်။မိမပြိုလေးအားကြည့်ပြီးစိတ်တဆဆဆန်ယူတက်နေသည်လားဟု၍တွေးမိပြန်တယ်။မိမပြိုလေးမှသူ့စကားများပြန်ဆက်လာပြန်တယ်။ကျမတို့မျိုးနွယ်စုဟာထူးဆန်းတဲ့နတ်ဆိုးတစ်မျိုးကိုကိုးကွယ်ကြတယ်။ကိုမျိုးနွယ်စုကိုဘေးအန္တရာယ်ပေးသူတွေကို ပြန်တုံ့ပြန်ဖို့အတွက်ရောနောက်တစ်ခုကရန်သူတွေကိုအတအခိုက်ပြုတ်ဖို့အတွက်အဲ့ဒီနှက်ဆိုးကိုကိုးကွယ်ခဲ့ကြတယ်။နောက်ဆုံးနှက်ဆိုးရဲ့အစွမ်းတစ်ခုရှိသေးတယ်။မုတ်ဆိုးကြီးကိုပြောပြရင်ယုံမလားမသိဘူး။တကယ်လို့ဆွေမျိုးတွေကကိုအချစ်ဆုံးလူတယောက်ဆုံးပါသွားရင်သူ့ကိုနောက်တစ်ကြိမ်ရှင်တန်ဖို့တောင်းဆိုလို့ရတယ်။ဟင်မင်းယူနေပြီလား။တည်ပြီးတဲ့လူပြန်ရှင်အောင်ဘယ်သူမှမလုံနိုင်ဘူးဆိုတာမင်းမသိဘူးလား။ကျမမယူကြောင်းမကြခင်တက်တည်ပြတော့မှာပါမုတ်ဆိုးကြီးရဲ့။တည်ပြီးတဲ့သူပြန်ရှင်ဖို့မလွယ်ကူသလို့ အဲ့ဒီအတွက်နှက်ဆိုးကိုဘေးဆက်ရတဲ့အဖိုးခကလည်းမသေးပါဘူးဝိညာဉ်ကိုခုကနဲမှမနေတာလေဟာမင်းမင်းဒီလူတွေကိုမင်းတက်လိုက်တာလားကျမရဲ့ခင်မွန်းကျမရဲ့မကောင်းလို့တိမ်မာသွားခဲ့ရတယ်ကျမဖြေမစဲနိုင်အောင်ပါပဲသူ့ကိုကျမအယမ်းချစ်တယ်ဘလို့မှအဆုံးရှုံးမခံနိုင်ဘူးဒါကြောင့်မို့နှက်ဆိုးကိုတိုင်ကျဲပြီးဝိညာဉ်ကိုခုပြည့်အောင်ပူဇော်ပြီးရင်ကျမခင်မွန်းကိုပြန်ပေးဖို့တောင်းဆိုခဲ့တယ်အခုရှင်ရ၉ရောက်မြောက်ပဲနောက်ပြီးရှင်ကမကြခင်ကျမခင်မွန်းဖြစ်တော်မှာ ဒါပေမဲ့ရှင့်ဝိညာဉ်ကတခြားနေရာရောက်သွားပြီးဇမခင်မုန်းဝိညာဉ်ကရှင့်ကိုယ်ရဲ့ရောက်လာတော့မှမို့လေမိမပြူမှာပြောလဲပြောသူလုံးစရာရှိတာများကိုလည်းလုံနေတော့တယ်တထောင်ခန့်ရှိမဲ့ဖြစ်တဲ့ကြောက်စရာအယုတ်ငယ်တရုတ်ကိုနှစ်ဖူးတွင်ကတ်ထားပြီးမိသည့်စကားဖြင့်ရွတ်နေမဲ့မခတ်မှန်းနိုင်တဲ့မန်တန်တစ်ခုကိုရှိနောက်ရင်းထုတ်၍နှက်ဝင်သည့်အလားရှိနေတော့တယ် ဖိုးတေလည်းအော်ဟစ်ယုံကန်နေ၍အကျိုးမရှိအားကုန်သည်သာအဖက်တင်သောကြောင့်လွမြောက်ရလန်းအတွက်သူအားတန်ရာညာဘက်လက်မှခြိနှောင်ထားတဲ့ကျိုးများကိုဂရင်ဆောင်တွင်ပုတ်တိုက်နေလျက်ရှိတယ်။မိမပြူကရွှေဖက်တန်တစားတစားကျဲလောင်လာတော့တယ်။ခေါမိုးပေါ်မှာမိသည့်နေရာကိုပြစ်နေမှမသိတော့မိုးချိုပြစ်တံများကိုလည်းကျဲလောင်စွာကြားနေရတော့တယ်။ဘိုတီလည်းညာလက်မှတတဲမြကြံတဲ့ကျိုးစာကိုလက်ကဝဲမှသွေးများကျလာသည့်အထိဖိပုတ်ရာလက်တစ်ဖက်လွတ်မြောက်သွားတယ်။ အဲ့ဒီနောက်တခြားလက်တစ်ဖက်မှကျိုးကိုညာလက်ဖြင့်ဖြေလိုက်တယ်။သွားဖြင့်ကြိုက်ဆွဲလုပ်နေစဉ်မထဲမှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတော့တယ်။အိမ်ကြီးမှာငလင်လောက်တလို့တုံခါရိမ့်ထိုးသွားပြီးအလောင်းကတင်း၃ခုပြိုလဲကျကုန်တော့တယ်။ငလင်လောက်ချင်းကြောင့်မန်တန်ရွတ်ဖက်မှုရက်သွား၍အလောင်းကတင်းများကိုလှမ်းကြည့်၍မိမ့်မပြိုမျက်နှာမှာထိမ့်ချုံမှုမရစွာပြက်ရင်သွားတော့တယ်။မဖြစ်ဘူးမဖြစ်ဘူးဒီလိုမဖြစ်ရဘူး။မိမ့်မပြိုက ွေယူတန်ယူဖြစ်အောင်ရင်လဲပြိုကျနေတဲ့အလောင်းကတင်များကိုမယုံကြည်နိုင်တဲ့အင်အားမျိုးနဲ့မတင်နေသည်ကိုကိုဖိုးတီမြင်နေရတယ်။အဲ့ဒီမြင်ကွင်းကိုကြည့်နေရမှာဗိုလ်တီတယောက်ထူးဆန်းတဲ့အခြေအနေတစ်ခုကိုထပ်မံမြင်တွေ့လိုက်ရတော့တယ်။ယင်းအဖြစ်အပျက်ကတော့ဂတင်ပေါ်မှလူသေးအလောင်းများမှာတောက်မတ်စွာမတ်တက်ရက်လာကြခြင်းပင်ဖြစ်တယ်။အဲ့ဒီနောက်အဲ့ဒီလူများကမိမပြိုအနည်းကိုကတ်သွားပြီးတော့ဝိုင်းလိုက်ကြတော့တယ်။ဟင်နင်တို့နင်တို့ကတေးပြီးသားတွေလေ။တွားငါနာမလာနဲ့တွား ဂဒင်းများကိုဇောကံမနေရာမှာသူအားလူသေးကများထလာရဲဝိုင်းထားကြောင်းသိရသောမိမပြူမှာသွေးပြက်ကြောက်လန့်စွာအော်ဟစ်လျက်ရှိတယ်။အာလွတ်လွတ်ငောက်လွတ်ဂဒင်းမှာထလာတဲ့လူသေးများကခံစားချက်ကင်းမဲ့တဲ့မျက်လုံးများနဲ့မိမပြူအနည်းကိုကဲ့၍မိမပြူအားဝိုင်းဝန်းဆွဲနေကြတော့တယ်။မိမပြူမှာကြောက်လန့်ကြအော်ဟစ်နေခြင်းဖိုးတီမှာလည်းအနာအဖွဲများလွတ်မြောက်သွားပြီဖြစ်သောကြောင့်နေရာမှာတချို့တဲ့ထပြေကအိမ်အောင်ထပ်သူဆင်၍အိမ်ထဲမှာထွက်ပြေးတော့တယ်။ အပြင်ဘက်တွင်ကရာသီဥတုတာယာရက်ရှိနေပြီဖြစ်ကညကမုန်တိုင်းကြောင့်တစ်ပင်များကျိုးပြက်၍ရှိနေသည်ကိုတွေ့ရတယ်။လေပြေလေညင်းများတိုက်ခတ်ကအာယံဥယောင်ကြီးပြည်လေးများစတင်တွေ့မြင်ရပြီဖြစ်သောကြောင့်အားတက်သွားပြီးပြည်လွှာရင်အားရက်ကသူ့ထွက်ပြေးလာရာအင်ဂျင်အားပြန်လဲကြည့်မိရာဟာအင်ကဘယောက်သွားတာလဲမဖြစ်နိုင်ဘူးဒီလောက်ကြီးတဲ့အင်တလုံးချက်ချင်းပျောက်သွားတာဘယ်လို့မှမဖြစ်နိုင်ဘူး ဗိုလ်တင်နောက်ဖက်တွင်ကကွင်းပြင်ကြီးတစ်ခုသာရှိနေခြင်းကိုတွေ့ရသောကြောင့်မယုံကြည်နိုင်စွာဖြစ်သွားရပြီးအဲ့ဒီနေရာကိုရောက်သွားကြောင်းရှုမိတော့တယ်။ သူတနက်နဲ့ကြောပိုးအိတ်သည်ကြောက်ပြားတစ်ချက်ပေါ်တွင်တွေ့ရပြီးအင်ကြီးအပါအဝင်ထူဆန်းသော မိမပြူလူသည်အလောင်း၈လောင်းကထူဆန်းစွာပျောက်ဆုံးနေတော့တယ်။ဘိုးတေသူ့ကိုယ်သူအဖက်ဖက်အထက်ထက်မိခွန်းထုတ်နေမိတယ်။မင်းညာကကြုံတွေ့ခဲ့ရတဲ့များကသူ့စိတ်ကူးဖြင့်စိတ်ထင်ရမြင်ခြင်းမျိုးလားတော်ရဲ့၆လမ်းမူလားပရလောကသားများရဲ့ပညာအတက်ဖြင့်ဖန်တီးထားတဲ့အရာတစ်ခုကိုရောက်သွားခြင်းမျိုးလားဆိုတဲ့မိခွန်းများပင်သို့တော်လဲတိကျရေရတဲ့အဖြစ်ကိုကမတွေ့ရစေ မိသူမဆိုဖိုးတီအကြောင်းကြားပါကလည်းဖိုးတီကြုံတွေ့ရသမျှသည့် စိတ်ကူးရင်ဖန်တီးထားကရှောက်ပြောနေခြင်းမျိုးသောတောင်တဲ့တယောက်တည်းတွာလာနေ၍စိတ်ချောက်ချားသွားကစိတ်ထင်ရမြင်ရအမတ်ဟုထင်နေခြင်းပရလောကသားများဖန်တီးထားတဲ့နေရာတစ်ခုကိုရောက်သွားခြင်းနိုင်ငံခြားသားများယူဆထားသလိုမတည်ခင်အချိန်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကိုစိတ်ဆွဲလန်းနေတဲ့ကြောင့်နေကာလာကြာတော့လဲဝိညာဉ်ဘဝဖြင့်ထိုအကြောင်းအရာများကိုပြန်လည်ဖြစ်ပေါ်နေခြင်းထိုနေရာကိုဖိုးတည်ရောက်သွားခြင်းကြောင့်ထိုအပြစ်အပျက်တွင်သူကိုယ်တိုင်ပါသွားခြင်းမျိုးဖြစ်တော်တယ် နိုင်ငံခြားသားများယူဆထားသလိုမတည်ခင်အချိန်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကိုစိတ်ဆွဲနေသောကြောင့်နေကာလာကြာတော့လဲဝိညာဉ်ဘဝဖြင့်ထိုအကြောင်းအရာများကိုပြန်လဲဖြစ်ပေါ်နေခြင်းထိုနေရာသို့ဘိုးတေရောက်သွားခြင်းကြောင့်ထိုအဖြစ်အပျက်တွင်သူကိုယ်တိုင်ပါသွားခြင်းမျိုးဖြစ်တော်တယ်။ပြည်သက်များရှင်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇလံလီကတော့မိုးဆိုးဖိုးတည်းရဲ့အမောင်နဲ့စံအိမ်ဆိုတဲ့ဇလံလီကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နာဆင်အားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါရဲ့ရှင်။